KK ဖက်စီမန်ကင်းဟာမြန်မာတိုင်းနယ်စပ်မြောက်ဝတီမြို့အနီးမှာတည်ရှိပြီးနိုင်ငံဖြတ်ကျော်ရာဇဝမှုများနဲ့ online ဝေလင်ခိုင်းများရဲ့အထက်ကအချက်ချာနေရာတစ်ခုပါဒီနေရာက viewer ကြတဲ့နေရာဖြစ်ပေမဲ့အစိုးရအာဏာတက်ရောက်မှုနေပါတဲ့နေရာဖြစ်ပါတယ်ထိုင်းနိုင်ငံဘက်မှာလက်စဲ internet နဲ့ covid စီများကိုအလွယ်တကူရယူနိုင်ပါတယ်ဒါပေမဲ့ထိုင်းရဲတပ်ဖွဲ့ဝင်ကဝင်ရောက်ဖမ်းဆီးလို့တော့မရပါဘူး အခြားနိုင်ငံကဖြစ်နေတာရဲ့မြန်မာရဲတပ်ဖွဲ့နဲ့စစ်တပ်ကလည်းအပြစ်အဝထိန်းချုပ်လို့မရတဲ့လက်လက်ကိုင်အဖွဲ့များရှိနေတာရဲ့ကြောင့်ပါဘသူမှတိတိယောက်ယောက်အေးအေးယူလို့မရတဲ့မိကူးရောင်နေမြေဖြစ်နေတာကရာစုဘုတ်ဂိုင်းတွေအတွက်ကတော့အကောင်းဆုံးခုလိုရနေရဖြစ်လာတာပေါ့ဒီကိပန်ဖြစ်ပေါ်လာရခြင်းရဲ့အဓိကအကြောင်းလေးတစ်ခုကကမ္ဘောဒီးယားနိုင်ငံတီဟာနူဘေမြို့မှာတရုတ်ရာဇဝတ်ခိုင်ကပြောင်းရွှေ့လာခြင်းကြောင့်ဖြစ်ပါတယ်။2019-2020ဝန်းကျင်မှာကမ္ဘောဒီးယားအစိုးရက တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်အွန်လိုင်းလောကစားများကိုနေငင်းခဲ့ပါတယ်အဲ့ဒီခါမှာရာဇဝိတ်ဂိုင်းနေကဥပဒေစိုးမိုးမှုကိုမိုးအားနေတဲ့မြန်မာနယ်စပ်အထူးသဖြင့်မြဝတီဝန်းကျင်ဘက်ကိုခြေဦးလှည့်လာကြပါတယ်။သူတို့ကငွေကြေးမြောက်များကိုယူဆောင်လာပြီးဒေသခံလက်နက်ကင်ခေါင်းဆောင်တွေနဲ့ပူးပေါင်းကအခြေချခဲ့ကြပါတယ်။ KK ဘတ်ကို2019ခုနှစ်ဝန်းကျင်မှာစတင်တည်ဆောက်ခဲ့တာပါ။ကနဦးကမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊နယ်စပ်ကုန်သွယ်ရေးနဲ့စီးပွားရေးဆောင်အဖြစ်ပုံဖော်ခဲ့ပေမယ့်လက်တွေ့မှာတော့တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်ရန်ရည်ကြဲနဲ့တည်ဆောက်ခဲ့တာပါ။ဒီစီမံကိန်းကြီးကရွှေကုတ်ကုန်ရိုင်းစီမံကိန်းလိုပဲတရုတ်ရာဇဝတ်ခိုင်းများနဲ့ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများအချို့ကပူးပေါင်းပြီးပေါ်ပေါက်လာတာပါ။ကီကီပိုင်ရဲ့အထက်ရင်းနှီးမြှုပ်နှံသူတွေကတရုတ်ရာဇဝတ်ခိုင်းများဖြစ်ပါတယ်။ ဘရိုကန်ကျူလို့လူတိများတဲ့ဝမ်ခုခွိုင်ဆိုသူနဲ့ဆက်နွယ်မှုရှိကြောင်းသတင်းများခက်ပေါ်ခဲ့ပူပါတယ်။ဒီနေ့မြေကကရင်ပြည်နယ်အတွင်းရှိနေချန်းဆောက်တဲ့ BGF နဲ့အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ထင်းချုံမှုနဲ့လွမ်းမိုးမှုအောက်မှာရှိနေပါတယ်။အဲ့ဒီဖွဲ့စည်းတွေကနေမြေလုံးကျုံရင်းနဲ့မြေနေရာကိုစီစဉ်ပေးပြီးအကျိုးအမြတ်တွေကိုခွဲဝေယူကြတာပါကီကီဘတ်လိုမျိုးကြီးမားတဲ့အစီအမံကိန်းတစ်ခုကိုနိုင်ငံသားသားတွေကြီးတက်တက်နဲ့တိစောက်ဖို့ကတော့မဖြစ်နိုင်ပါဘူး ။ဒီနေသားဆောက်တဲ့ BGF ကဒီဂျီတာကိုအဓိကထိန်းချုပ်ထားတာပါ။သူတို့ကနေမြေလုံးကျုံရင်းနဲ့မြေလျာကိုပေးအပ်ပြီးတရုတ်ခိုင်းနေကတော့ငွေကြီးနဲ့ညီပညာကိုအားစိုက်ထုတ်ပါတယ်။အပြန်အလှန်အကျိုးပြုတာမျိုးပါ။နက်နက်တိုင်းအဖွဲ့တွေအနေနဲ့စစ်စင်ရင်းစရင်းနဲ့ရိတ်ခါအတွက်2022ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းတရုတ်ဥတွေစိုးမိုးရေးယူရင်းလာမှုနဲ့အတူနယ်စပ်ဒေသထိန်းချုပ်နိုင်မှုအားနည်းပါခြင်းကဒီလုပ်ငန်းတွေကိုပုံမိုလွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရသွားစေပါတယ်။ ိုဗစ် -19 ကပ်ရောဂါကာလအတွင်းရိုးရလောင်းကစားဝိုင်းများကျဆင်းသွားတဲ့အတွက် online အခြေပြုလိမ်လည်မှုလုပ်ငန်းတွေဘက်ကိုပြောင်းလဲလုပ်ကိုင်လာကြခြင်းဖြစ်ပါတယ်။ social media မှာတစဉ်ယုံကြည်မှုတိစောက်ပြီးအချစ်ဆက်လန်းခင်းပြီးအဲ့ဒီနောက် online ရင်းနှီးမြှုပ်နှံမှုအတူတွေထဲမှာငွေထည့်ခိုင်းပြီးလိမ့်နေတာမျိုးပါဒီလုပ်ငန်းအတွက်စကားပြောကောင်းသူကွန်ပျူတာကျန်းကျင်သူထောင်ပေါင်းများစွာလိုအပ်တာကြောင့်လူကုန်ကူးမှုတွေစတင်လာခဲ့တာပါ ။အခုချိန်မှာတော့ KK ဘက်ကလူကုန်ကူးခံရသူများကိုအတင်းအဓမ္မစေခိုင်းတဲ့နေရာငွေကြေးလိမ်လည်မှုတွေကိုပြုလုပ်ရာဌာနချုပ်အဖြစ်နိုင်ငံတကာမှာနာမည်ဆိုးနဲ့ကြော်ကြားလည်ရှိပါတယ်။နိုင်ငံပေါင်းစုံမှလူများကိုအလောက်ကိုင်းသူများဖြင့်ခေါ်ယူပြီးရာဇဝတ်မှုများကျူးလွန်စေခိုင်းရရှိပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းမှုက KK ဘက်အတွက်အကြီးမားဆုံးအခွင့်အလမ်းဖြစ်ပေါ်လာတာပါ။နိုင်ငံရေးမတည်ငြိမ်မှုကြောင့်နေဆက်ကိုစောင့်ကြည့်စစ်ဆေးမဲ့ရန်ရရတွေကပြည့်စည်သွားပါတယ်။ စစ်ကောင်စီကတော်လှန်ရေးအဖွဲ့တွေကိုတိုက်ခိုက်ဖို့ရန်အတွက် PDF လိုမျိုးအဖွဲ့တွေရဲ့အကူအညီကိုလိုအပ်ခဲ့ပါတယ်။အကြောင်း PTR ခင်းချုံမှုနယ်မြေအတွင်းရှိတရားမဝင်လုပ်ငန်းတွေကိုမျက်ကွယ်ပြုထမ်းခဲ့ရပါတယ်။အမှမဟုတ်အပီးယူလုပ်ခဲ့ရတယ်လို့နိုင်ငံတကာလေလာသုံးသပ်သူများကဆိုခဲ့ကြပါတယ်။အခြားသောလောင်ကမြန်မာနိုင်ငံရဲ့ပြည်ပင်းစစ်နယ်တည်ငြိမ်မှုမရှိရာကြောင့်တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကတိတိယောက်ယောက်မဝင်ရောက်နိုင်ပါဘူး။ရရှိရငွေပမာဏအလုံများတဲ့အတွက်နီလန်းဘက်ပေါင်းစုံတို့ရဲ့ဆက်လက်ရည်တည်ကြဆဲပါ အင်္ဂနကာပြရာတွေရှိနေပေမဲ့ဒီလိုချက်တွေကြောင့်အမြင့်တက်ချိန်မုံမှုကတော့ခက်ခဲပါတယ်။ KKB ဖြစ်ပေါ်လာရခြင်းကတရုတ်ရာဇဝင်ကိုင်းများရဲ့ငွေကြေးဒေတာခံလန်းလန်းကိုင်းများရဲ့အကအကွယ်မြမနိုင်ငံရဲ့မတည်ငြိမ်မှုကြောင့်စတဲ့ဒီချက်၃ချက်ပေါင်းစည်းကားခြင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ပြောရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးကန်လိုက်ပါတယ်။ဆုံးတီ GB ကြောင့်ကျေးဇူးတင်ပါတယ်။ NKB Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။